ဒီဇလန်းလေးကစာကလေးမှတတိလေးရဲ့အကြောင်းဖြစ်တော့တယ်။စာကလေးမှလေးကသူ့ရဲ့ကလေးတွေကိုအပူဓာတ်အနေကာကွယ်ဖို့အတွက်အေးတဲ့နေရာမှာအိမ်နီးတိမ်ဆောက်ဖို့အေးအေးတဲ့ရှိတဲ့နေရာကိုလိုက်ရှာနေရပေါ့။မနက်ကနေညနေရောက်သွားတော့တယ်။ဒါပေမဲ့လည်းနေစရာနေရာမတွေ့ဘူးပေါ့။အင်းဒီလိုဆိုရင်ငါ့ရဲ့ကလေးတတိလေးတွေကိုခေါ်ပြီးတော့ဘယ်လိုတော့အမှလဲ။အဲ့လိုနဲ့ပဲဘဝစာကလေးမှလေးကအရင်အောင်စိတ်ပူနေတော့တာပေါ့။ အဲ့ဒီအချိန်မှာကာလူလို့ခေါ်တဲ့ကြီးကန်းတစ်ကောင်ရောက်လာတော့တယ်။ညီမဒီမှာကလေးရင်းနဲ့ဘာလုပ်နေရလဲ။ဘာဖြစ်နေရလဲပြပြလေး။ကိုကြီးနိုင်တာရှင့်ကိုကြီးပေးမယ်။အကုတ်နာမည်ကကာလူလေး။အကူကတီတော်ရဲ့ဘယ်ကျင်းကကိုမှဒုက္ခရောက်တာမဖြစ်စေချင်ဘူး။အကူကလူရင်ညီမမနဲ့ကလေးကအခုချိန်ထိတောထဲမှာရှောက်ပတ်နေရ။ဒါပေမဲ့လည်းအိမ်ဆောက်ဖို့အတွက်နေရာမတွေ့ပါဘူး။ညီမအေးတဲ့နေရာကိုလိုက်ရှာနေရ။အဲ တကယ်လို့အခုမှတညတာဖြတ်တမ်းမှုအတွက်ငှားနေလို့ရမယ့်အိမ်လေးရှင်ပြပြပါလားညီမလေးတညလောက်တဲချင်လို့ပါရောင်းလဲကျေးဇူးတင်မိပါပါဘာလို့အဲ့လိုပြောရတာလဲညီမညီမကလေးတွေကိုခေါ်ပြီးတော့အခုနဲ့လိုက်ခဲ့လေအကူကအယမ်းကိုကျင်နာတတ်တာပဲညီမလေးတွေးနေတာဒီနေ့တော့ညီမရဲ့ကလေးတွေကအိမ်မရှိဘဲနဲ့တညတာကိုဖြတ်တမ်းရတော့မယ်လို့အဲ့လိုပြောပြီးတော့ဝဝါစာကလေးမလေးကသူ့ရဲ့ကလေးလေးတွေကိုခေါ်ပြီးတော့ကာလူကြီးကန်းနဲ့အတူအိမ်ကိုလိုက်သွားလိုက်တော့တယ် ကိုကလူကိုကလူရေဘလို့ဖြစ်လို့ကလေးလေးအောင်လုံးတခါရခေါ်လာခဲ့တာလေပြီးတော့သူတို့ရဲ့အမေကိုလည်းခေါ်လာသေးတယ်တင်းနေသူတို့ကဒီတော့ရဲ့ကိုအစ်စ်လာတာလေဒီတော့ရဲ့မှာဘယ်ကျင်းငကိုမှမသိဘူးနေစရာလည်းကိုပိုင်အိမ်လည်းမရှိဘူးအဲ့အားကြောင့်မလို့ကိုနဲ့အတူခေါ်လာခဲ့တာကိုကလူရေသူတို့ဒီကိုခေါ်လာလိုက်တာကောင်းသွားတယ်ကျမအခုပဲသင်းငယ်စီကိုသွားပြီးတော့သတင်းကောင်းသွားပေးလာအောင်မယ်ဒီတော့တွင်တော့ရှင်သူတို့ခရုဆက်လာအောင်နော်တင်းနေ နေငါစီကိုလက်ပလာနဲ့လာတာပေါ့လေနေမကြဘူးလားငါစီကိုလက်ပလာနဲ့လာတဲ့ဘယ်ကျင်းငယ်ကိုမဆိုအသက်ရှင်ပြီးတော့ပြန်မထွက်သွားနိုင်ဘူးဆိုတာကိုလေတိုင်ငါအမရဲ့ဘာလို့ကျမတယောက်တည်းကိုစားမှလဲကျမလေအမအတွက်စားကလေးပေါက်လေး၄កောင်တောင်စုဆောင်ထားတာဘာပြောလိုက်တယ်စားကလေးပေါက်၄កောင်တောင်လားငါအတွက်လားဟလာဒီမှာကြည့်ဒါအစနောက်ရမယ့်အချိန်မဟုတ်ဘူးနော်အစကလေးကစိတ်ကြည့်နေရမဟုတ်ဘူးနော် အမရဲ့ညီမလေးလိန်ပြောရဲဆိုရင်ညီမအတော်ပါစေကွယ်တကယ်ပြောနေရပါအမမယုံရင်လည်းညီမကိုယ်တိုင်ယူလာပေးပါမယ်ညီမအတွက်ဆုလက်ကိုယ်တိုင်အစင်းသင်းပြင်ထားလိုက်တော့ကောင်းပြီလေဒါဆိုရင်အဲ့ဒီကလေးတွေကိုနေအစင်းသင်းလောက်ထားလိုက်တော့ပြီးတော့ဒီမနေ့ရဲ့ဆုလက်ပထမထက်ပို့ပြီးတော့နှစ်ဆများတယ်အဲ့ဒီနောက်မှာတော့တင်းတင်းကြီးကန်းမလေးကရွှေထုတ်ကိုယူပြီးတော့အိမ်ပြန်လာလိုက်တော့တယ်နောက်တော့ကာလူကြီးကန်းကိုရွှေထုတ်ပေးလိုက်တော့တာပေါ့ကိုကာလူရဲ့ မြမြန်လေးကိုကလူရဲ့မြမြန်လေးကလေးတွေကိုတိုင်းကမစီကိုသွားပုတ်လိုက်တော့ကျမအဲ့ဒီကလေးတွေအတွက်ဆုလက်ကိုယူလာခဲ့လိုက်ပြီစာကလေးမှအရင်ဆုံးအိပ်ပါစေအောင်ပြီးကြမှသူ့ကလေးတွေကိုယူပြီးတော့တိုင်းကမစီကိုသွားပေးလိုက်မယ်ကောင်းပြီလေအရင်ဆုံးစာကလေးမကိုအိပ်ပြအောင်အိတ်ခိုင်းလိုက်ပြီးမှယူသွားကြတာပေါ့မဟုတ်ရင်စာကလေးမကသူ့ရဲ့ကလေးတွေကိုယူသွားခွင့်ပေးမှာမဟုတ်ဘူး အဲ့လိုနဲ့ပဲကာလူကြီးကန်းနဲ့တင်းတင်းကြီးကန်းမတို့ကစကားပြောနေကြတော့တာပေါ့သူတို့ရဲ့စကားတွေဝဝစာကလေးမှနားထောင်နေရပေါ့ဖះရေဒီကြီးကန်းလင်မကြီးကအရန်ကိုဆိုးသွမ်းကြတာပဲငါရဲ့ကလေးလေးတွေကိုတိုင်ကမစီကိုခေါ်သွားပေးမလို့ရလားငါရဲ့ကလေးလေးတွေကိုအဲ့လိုဖြစ်ခွင့်မပေးနိုင်ပါဘူးတညာလုံးကမအိပ်ဖယ်နေမှာဖြစ်တော့မယ်အဲ့လိုမျိုးတွေးပြီးတော့ဝဝစာကလေးမကမအိပ်ဖယ်နဲ့သူ့ရဲ့ကလေးလေးအနားမှာထိုင်နေရပေါ့ညတကောင်ကြော်တဲ့အချိန်မှာကာလူကြီးကန်းနဲ့တင်းတင်းကြီးကန်းမတို့က ဘဝစာကလေးမစီကိုရောက်လာတော့တယ်။အဲ့ဒီအချိန်မှာဘဝစာကလေးမကမအိပ်သေးတာကိုကြည့်ပြီးတော့သူတို့နှစ်ယောက်လုံးကအံ့ဩသွားတော့တာပေါ့။ဟဲ့တော့ညီမလေးအခုထိမအိပ်သေးဘူးလား။ဘာရင်များဆက်ညစ်စရာရှိလို့လဲ။ပြပြလေအကိုတို့တေချာဘကူညီပေးမယ်။အော်ဘာမှတော့ဆက်ညစ်စရာမရှိပါဘူးအကိုရဲ့ဒီတိုင်းပဲညီမလေးအိပ်မပျော်တာနဲ့ကလေးတွေဘေးနားမှာလာထိုင်နေလိုက်တာ။ညီမလေးရဲ့ဒီလိုတညာလုံးပိန်ခွဲနေလို့ရှင်ကျမ်းမာရေးထိခိုက်လိုက်မယ်။ ခဏလောက်တော့အိတ်ပြောင်အောင်စူးစမ်းပြီးအိတ်လိုက်လေအမတင်တယ်ညီမလေးအိတ်ချင်လာတဲ့ခါကျအိတ်လိုက်ပါမယ်ဒါနဲ့အမတို့နှစ်ယောက်ကတော့ဘာလို့အခုထိမအိတ်သေးရလဲအကိုတို့နှစ်ယောက်ကအခုအိတ်တော့မလို့လေမအိတ်ခင်ညီမလေးအဆင်ပြေလားလို့လာကြည့်တာတွားရအောင်တင်နေကိုတို့လည်းတွားအိတ်ကြရအောင်ညီမလေးဘဝကအဆင်ပြေတယ်တဲ့အဲ့လိုပြောပြီးတော့သူတို့နှစ်ယောက်ကတွားအိတ်လိုက်ကြတော့တယ်အဲ့ဒီအချိန်ကျမှဝဝစာကလေးမကစိတ်ချမ်းသာသွားတော့တယ်။ဒါပေမဲ့လည်းမနက်အချိန်ကလေးတွေကိုစောင့်ရှောက်ရမယ်။ မနဲ့ရောက်သွားလို့ရှိရင်ကလေးတွေကိုခေါ်ပြီးတော့ဒီကနေထွက်သွားလိုက်မယ်။ကိုကလူရဲ့ကျမဒီညပဲကလေးတွေကိုခေါ်လာမယ်လို့တိတ်ငမကိုခရီးပေးထားတာ။မခေါ်သွားနိုင်ရင်သူဒေါသထွက်သွားလိမ့်မယ်။တင်းနေကိုရောအဲ့ဒီစာကိမကိုစောင့်ကြည့်နေမှဖြစ်မယ်။သူအိတ်သွားရတဲ့ကလေးတွေကိုခေါ်ပြီးတော့တိတ်ငမစီကိုသွားလိုက်မယ်။အလိုနဲ့ပဲသူတို့နှစ်ယောက်ကဘဝစာကိမကိုခိုးခိုးပြီးတော့ချောင်းကြည့်နေတော့တာပေါ့။ဒါပေမဲ့လည်းဘဝစာကိမကလုံးဝမအိတ်ဘူးပေါ့။ကျမတော့အရန်ကိုအိတ်ချနေပြီကိုကလူရဲ့ ်ရှင်မဲစာကလေးမကိုစောင့်ကြည့်လိုက်တော့ကျမအခုခဏလောက်အိတ်လိုက်အောင်မယ်ကိုလည်းအိတ်ချင်နေပြီတင်နေစာကလေးမကဘယ်ချိန်မှအိတ်မှလည်းမသိဘူးအဲ့လိုပြောပြီးတော့သူတို့နှစ်ယောက်လုံးကအိတ်ပြောသွားတော့တယ်ဟိုကစာကလေးမကလုံးဝမအိတ်ဘူးပေါ့အဲ့လိုနဲ့မနေ့ရောက်သွားတော့တယ်စာကလေးမကတညလုံးမအိတ်ဘူးနဲ့တူတယ်တင်နေဟုတ်တယ်ကျမလည်းအဲ့လိုပဲတင်နေဒါပေမဲ့လည်းရှင်စိတ်မပူတဲ့အဲ့ဒီစာကလေးမကသူ့ရဲ့ကလေးတွေအတွက်အစာရှာထွက်မှာပဲ။ အဲ့ဒီချိန်ကျမှသူ့ရဲ့ကလေးတွေကိုခေါ်ပြီးတော့တော့ပေးလိုက်မယ်။အဲ့လိုပြောပြီးတော့သူတို့နှစ်ယောက်လုံးကဝဝစာကလေးမှအစာရှာထွက်မဲ့အချိန်ကိုစောင့်နေရပေါ့။နောက်တစ်ဖက်မှာလည်းတိတ်ငမကရဲအုံတော်သားထွက်နေရပေါ့။တင်းနေကကလေးတွေကိုညာဘက်ခေါ်လာခဲ့မယ်ဆို။ကြည့်ရတာဒီတစ်ခါလည်းငါ့ကိုအယူလုပ်ပြန်မိနေတူတယ်။ငါ့ကိုလိန်ပြောတာမှန်လို့ရှိရင်ဒီတစ်ခါတော့အလုပ်ကိုမပေးဘူး။သူ့ရဲ့သွေးတွေကိုဖောက်ပြီးတော့တောက်မှဖြစ်တော့မယ်။ ဲ့လိုပြောပြီးတော့တိတ်ငမကဒေါသတကြီးနဲ့ကာလူကြီးကရဲ့အိမ်ကိုရောက်လာတော့တယ်။ကာလူကြီးကလည်းဝဝစားကလေးမအိမ်ကနေအပြင်ထွက်မဲ့အချိန်ကိုစောင့်နေတော့တာပေါ့။ညီမလေးဘာမှစိတ်မပူနဲ့ကလေးတွေအတွက်အစာချထွက်ဖို့သွားမှာမလား။အကိုတို့ဆောက်ရှောက်ပေးထားမယ်။ငါသိသားပဲအကြည့်ရောက်တဲ့ကြီးကနေငါသွားလိုက်တာနဲ့ငါ့ရဲ့ကလေးတွေကိုခေါ်ပြီးတော့တိတ်ငမစီကိုသွားပေးလိုက်မှာ။သူတို့ရဲ့စကားတွေကိုရုံလုံးမဖြစ်ဘူး။ငါ့ရဲ့ကလေးတွေကိုထားပြီးတော့ဘယ်မှသွားလို့မဖြစ်ဘူး။ ညီမလေးဘာလို့စဉ်းစားနေရလဲအမတို့မယုံဘူးနော်အမတို့ကညီမလေးကိုတော့အိမ်မှာနေခိုင်းထားတာလေအဲ့လောက်လေးတော့အမတို့မယုံမေးနိုင်ဘူးလားအော်အဲ့လိုမဟုတ်ပါဘူးညီမလေးကအမတို့ကိုယုံပါတယ်ဒါပေမဲ့အမရဲ့ညီမရဲ့ကလေးတွေကိုအမတို့နဲ့အက်ခဲ့ပြီးတော့ညီမကဘယ်လိုလုပ်ပြီးတော့အပြင်ကိုထွက်နိုင်မှာလဲဘာဖြစ်လို့လဲညီမဘာလို့လဲဆိုတော့ညီမကကလေးတွေကိုအစာရှာနေတင်မင်းနေလို့လေအဲ့ဒါကြောင့်သူတို့ကညီမနဲ့အတူခေါ်သွားမှာဒါမဲ့ကလေးတွေကရမ်းငယ်သေးရဲ့လေ တို့ပြန်လမ်းမှုအတွက်တောင်မသိမသိနေဘူးဟုတ်တယ်အမကလေးတွေကရမ်းအောင်သေးတယ်လေအခုကလေးကသင်ထားမှကြီးလာတဲ့အခါအဆင်ပြေမှာပေါ့အဲ့လိုပြောပြီးတော့ဘဝစာကလေးမကသူ့ရဲ့ကလေးတွေကိုခေါ်ပြီးတော့အဲ့ဒီနေရာကနေထွက်သွားလိုက်တော့တယ်ခဏကြာရင်နောက်မှာတော့တိုင်ငတ်မကကာလူကြီးကရဲ့အိမ်ကိုရောက်လာတော့တယ်တိုင်ငတ်မကိုတွေ့ပြီးတော့ကာလူကြီးကနဲ့တင်းတင်းကြီးကမကရမ်းအောင်လှမ်းသွားကြတာပေါ့ဘမလဲတင်းတင်းကလေးလေးတော့ဘမလဲ ။ငါ့ကိုအခုကလေးပေးရင်ပေးမပေးရင်နင်တို့နှစ်ယောက်တက်ပြီးတော့စားလိုက်မယ်။ကကလေးကလေးတွေထွက်သွားလိုက်ပြီးအဲ့ဒီစားကလေးမကသူ့ရဲ့ကလေးတွေကိုခေါ်ပြီးတော့ပြန်သွားပြီ။ဘာပြောလိုက်တယ်။အဲ့ဒီကလေးတွေထွက်သွားလိုက်ပြီးဟုတ်လား။တင်းနေငါနှစ်ယောက်အလွတ်ပေးမှာမဟုတ်တော့ဘူး။နင်ငါ့ကိုလိန်ပြောခဲ့တယ်။ငါ့ရဲ့ဆုလက်တွေကိုလည်းယူပြီးတော့ထွက်ပြေးသွားတယ်။အစကလေးကကလေးမရှိရင်ဘာလို့ငါ့ကိုလိန်ပြောရတာလဲ။အခုတော့နင်တို့နှစ်ယောက်လုံးပဲငါစားတော့မယ်မလုပ်ပါနဲ့မလုပ်ပါနဲ့ ကျမတို့ကအမှန်တမ်းပြောနေရပါခုနဟာထိတော့ကလေးတွေကရှိသေးတယ်အမမလာခင်မှာပဲသူတို့ထွက်သွားလိုက်ကြတာကျမတို့ခုလွန်ပါနော်အမရဲ့ဆုလက်ကိုလည်းပြန်ယူသွားလိုက်ကျမတို့မစားလိုက်ပါနဲ့ချေစုပြုပြီးတော့ကျမတို့လှုပ်ပေးပါနော်တိုင်ကမသူတို့ရဲ့စကားကိုနားမထောင်တော့ဘဲနဲ့သူတို့နှစ်ယောက်လုံးတက်ပြစ်လိုက်တော့တယ် နာခူးရဲ့တော်ရမှာဝဝါဆိုတဲ့ငှက်ကလေးတစ်ကောင်နေထိုင်နေဝဝါငှက်ကလေးကစပားကိုကြိတ်ပြီးတော့အဆိတ်တွေထုတ်ယူတယ်ပြီးတော့သူ့ရဲ့မြေပေါ်မှာအဆိတ်တွေကိုတင်ပြီးတော့ဈေးမှာရောင်းမှုသွားတယ်ဒီလိုနဲ့ပဲဝဝါငှက်ကလေးကသူ့ရဲ့အဆိတ်တွေကိုရောင်းပြီးတော့အသက်မွေးတယ်ဝဝါငှက်ကလေးအနီးမှာကာလူးဆိုတဲ့ကြီးကန်းတစ်ကောင်ရှိတယ်အဲ့ကာလူးကြီးကလည်းဝဝါလိုပဲသူ့ရဲ့လယ်ကနေအဆိတ်တွေထုတ်ပြီးတော့သူ့မြေလေးရဲ့အကူအညီနဲ့ဈေးမှာရောင်းတယ် တမနက်မှာဝဝငက်ကလေးနဲ့ကာလူကြီးကန်တို့ဟာသူ့ရဲ့မြေးတွေပေါ်မှာအစ်စ်တွေတည်နေကြတယ်။ဒီနေ့လည်းငါ့ရဲ့မြေးပေါ်မှာအလေးချိန်အရင်မတင်တော့ဘူး။သူ့ရဲ့ခန္ဓာရင်ရှိသလောက်ပဲတင်ရမယ်။ဘာလို့လဲဆိုတော့အခုနွေရံတွေကအရင်ပူတာ၊သူလည်းတရိတ်ဆန်ပဲ၊သူလည်းခံစားရမှာပေါ့။ကာလူကြီးကန်ကတော့သူ့မြေးပေါ်မှာသူ့ရဲ့ခွန်အားထက်ပိုတဲ့အစ်စ်တွေတင်လိုက်ပြီးတော့ဈေးဘက်ကိုခေါက်သွားလိုက်တယ်။ကာလူကြီးရဲ့မြေးဟာအလေးချိန်များလုံးလို့လုံးဝမလောက်တော့ပါဘူး။ ူ့ရဲ့လမ်းမှာလည်းမြင်းတစိမ်းရှိတာပေါ့ကာလူကြီးကန်းကအဲ့မြစ်ကိုအဆင်ပြေပြေဖြတ်နိုင်ပေမဲ့သူ့ရဲ့မီးကတော့အလေးချိန်များလုံးလို့မြစ်ကိုမဖြတ်နိုင်ပါဘူးကာလူကဒေါသထွက်ပြီးတော့သူ့ရဲ့မီးကိုအတော်လေးကိုရိုက်နှက်တယ်အရန်ကိုပြင်းရင်နေရပဲမင်းမင်းရဲ့ရှောက်စမ်းတနေ့လုံးဒီမှာဖြုံးမလို့လားကာလူကသူ့ရဲ့မီးကိုအတင်းလျှောက်ခိုင်းပြီးတော့ဒီနေ့တော့ဈေးထိခေါ်လာနိုင်ခဲ့တယ်ဝဝစားကလေးကတော့သူ့ရဲ့အစိတ်တွေအကုန်ရောင်းပြီးတော့ပတ်စံယူကပြန်လာနေတယ် တွေ့လားမင်းကအရန်ကိုပြေးရတာကြောင့်ငါတို့ဒီကိုရောက်ဖို့နေ့တိုင်းကိုနောက်ကျနေရပြီးတော့သူ့ရဲ့အစီတွေကိုရောင်းပြီးတော့ကာလူကြီးကအိမ်ပြန်ရောက်လာပြီးတော့သူ့ရဲ့မြေကိုဝဝငှက်လေးရဲ့မြေနဲ့အတူခြိထားတယ်ဝဝငှက်မလေးကသူ့ရဲ့မြေကိုအစာကျွေးပြီးသွားပြီပေါ့ဒါပေမဲ့ကာလူကြီးကသူ့ရဲ့မြေကိုဘာမှမကျွေးဘဲနဲ့အိမ်ထဲဝင်သွားတယ်ဝဝငှက်လေးကဘလောက်ကောင်းလိုက်လဲသူကမင်းကိုဘလောက်ခရူးဆိုင်လဲသူကမင်းပေါ်မှာအလေးချိန်အများကြီးလည်းမတည်ဘူးဒါလည်းမကောင်း မင်းကိုအေးစစေးလဲခေါ်သွားပြီးတော့အေးစစေးလဲပြန်ခေါ်လာတယ်။လုံးဝလည်းမရိုက်ဘူး။အေးကွာမင်းတခုခုလောက်ပါငါကူညီနိုင်သလောက်ပေါ့။ဒီမှာငါစားတယ်ကနည်းနည်းစားလိုက်။နောက်နေ့မှာဝဘငှက်လေးကသူ့မိဘမှာအစင်းနဲ့အိတ်ပဲတင်ပြီးတော့ဈေးမှရောင်းမှုထွက်ခဲ့တယ်။ခဏကြာတော့ကာလူကသူ့မိဘမှာအစိတ်ချောက်အိတ်တင်လိုက်တယ်။အဲ့လိုတင်လိုက်တာကြောင့်မင်းကလေးချိန်အများကြီးဖြစ်သွားတာပေါ့။ ကာလူချင်းကသူ့ရဲ့မိကိုလှောက်ခိုင်းမှုကြိုးစားပေမဲ့တနာစရာမိလေးကလုံးဝမလုံနိုင်ရှာပါဘူး။ကာလူချင်းကဒေါသထွက်သွားပြီးတော့မိကိုရိုက်နေတယ်။ဒီလောက်ပြေးရတာကိုဘယ်ကနေတင်လာလဲမသိဘူး။မြမြလျှောက်ဆန်းဒီနေ့တော့မင်းကိုဘလောက်အလေးချိန်မြမြပေးပြီးတော့တွားခိုင်းမှာဘာပဲဖြစ်ဖြစ်တွားရမယ်။ဒီချိန်မှာဝဝငတ်မလေးကအဲ့ဒီမှာရောက်လာရင်ဟဲ့ အကိုကလူဘာလုပ်နေရလဲဒီအားနဲ့မြေးပေါ်မှာဒီတော့လေးချိန်အများကြီးတင်လို့ရှင်ဒီတနာစရာမြေးလေးကဘယ်လိုလှောက်ရှောက်နိုင်မှာလဲအကိုရဲ့စိတ်ထဲမှာကိုချင်းစာစိတ်နည်းနည်းလေးလောက်ထားပါအောင်ဒီမှာဘဝစာကလေးမင်းကဘာတိမှာလဲဒီမြေးတွေကဒီလောက်ပဲရှိရအလေးချိန်တဲဖို့နဲ့အလောက်လောက်ဖို့ပဲဟာဘူးငါ့ငါရိုက်ပြီးတော့ဈေးထိခောက်သွားမယ်အဲ့ဒီကနေအစ်စိတ်တွေရောင်းပြီးတော့ပြန်လာမယ်အဲ့ဒီချိန်လမ်းမှာကာလူကိုစက်တူရွေးငှက်ကလာတွေ့တယ်ကာလူကြီးကနားထောင် ငါးစီမှာစားအိတ်တွေကိုဈေးထိပ်ပို့စရာရှိတယ်။မင်းမင်းပေါ်မှာစားအိတ်တွေကိုနည်းနည်းချင်းတင်ပြီးတော့ဈေးထိပ်ပို့ပေးမလား။ငါမင်းကိုဈေးကောင်းပေးမယ်လေ။ဟာအခုကျက်တူရဲ့နည်းနည်းချင်းလုံးမနေပါနဲ့။တခါလေးစားအိတ်အားလုံးဒီမင်းပေါ်ကိုတင်ပြီးတော့ပို့ပေးမယ်။ဒါပေမဲ့အဲ့အရေအတွက်ပေါ်မူတည်ပြီးတော့အဲ့တိုင်းပတ်ဆိုင်ယူမယ်နော်။ Okay ကာလူငါပတ်ဆက်နေအကောင်လုံးမင်းကိုပေးမယ်။ဒီနေ့ညမင်းမင်းရဲ့ဘေးမှာစားအိတ်တွေအကုန်ထားပေးမယ်။အဲ့မှာကာလူကြီးရဲ့မိရာဘဝစာကြီးမိုင်မိကိုပြောတယ်။ ငါမင်းရဲ့အကူအညီလိုတယ်ကာလူကလေးချိန်အများကြီးတင်တယ်အခုထပ်ပြီးတော့ငါပေါ်မှာစားရည်တွေအများကြီးတင်လိုက်ရင်ငါသေွားမှာပဲဒါကြောင့်မင်းရဲ့အကူအညီကိုငါလိုအပ်တယ်မင်းတခုခုလုပ်ပေးပါလားမင်းငါနေရာမှာကာလူနဲ့သွားပေးငါဝဝငှက်ကလေးနဲ့သွားမယ်โอเคကောင်းပြီလေကာလူကြီးကဒီလောက်ထိရက်ဆက်တယ်ဆိုတော့ငါမင်းကိုတရက်လောက်အကူအညီပေးမယ်ငါတို့နေရာချင်းလဲလိုက်မယ်နောက်နေ့မနေ့ရောက်တော့ဝဝငှက်မလေးကကာလူကြီးရဲ့မြေးပေါ်မှာတအိပ်ပဲတည်ပြီးတော့အဲ့ဒါနေခေါ်သွားတယ် ခဏကြာတော့ကာလူကြီးကဘဝငှက်ကလေးရဲ့မြေပေါ်မှာစားရီခွနအိတ်လုံးတင်လိုက်တယ်။ဒါပေမဲ့ဒီနေ့မြစ်ထဲမှာရေအစီးရတော်တော်တန်နေရပေါ့။အခုတော့ဘဝငှက်မလေးရဲ့မြေကအဲ့ဒီအလေးချိန်ကိုလုံးဝမခံနိုင်တော့ဘူး။ဒါကြောင့်စားရီတွေအကုန်လုံးပြုတ်ကျပြီးတော့ရေထဲမှာမျောကုန်တယ်။ပြီးတော့ကာလူကြီးကမြေကိုမြစ်ထဲကနေမြန်မြန်ဆွဲထုတ်တယ်။ဒီပြင်းရဲ့မြေကတုံးစားလို့မရအောင်ငါ့ကိုအယူလောက်တာပဲတေပေတော့ အဲ့လိုပြောပြီးတော့ဝဝငတ်မလေးရဲ့မြေကိုအရင်ရိုက်နှက်တော့တာပေါ့အဲ့ဒီအချိန်ဝဝငတ်မလေးကရောက်လာပြီးတော့ကာလူကြီးပေါ်မှာကြောက်တုံးတုံးကိုကျိုးနဲ့ချီလိုက်တယ်ကြည့်ပါဦးအကိုကာလူကြီးမင်းဒီကြောက်တုံးရဲ့အလေးချိန်ကြောင့်အခုနေရာကနေမလုံနိုင်တော့ဘူးတတော်ဝါရဲ့ခွန်အားထက်ပိုးတဲ့အလေးချိန်ကိုအခုပေါ်တင်လိုက်ရင်မလုံနိုင်ဘူးမလားဒါဆိုအခုရဲ့တနာစရာမြေလေးကဘယ်လိုလှောက်နိုင်မှာလဲဟုတ်တယ်ဝဝမင်းလုံးဝမှန်ပါတယ်ငါအရင်ရက်ဆက်လွန်သွားတယ် ငါဒါတွေကိုလုံးဝမစဉ်းစားခဲ့မိဘူး။ကာလူကြီးဟာသူ့အမှသူသဘောပေါက်သွားပြီးတော့နောက်ပိုင်းသူ့မိလေးပေါ်မှာအလေးချိန်နည်းနည်းပဲတင်ပြီးတော့ဈေးကိုသွားလာတော့တယ်။ဒီလိုနဲ့ပဲအကောင်လုံးအဆင်ပြေသွားတော့တယ်။မင်းနဲ့ကောင်လည်းသူတို့ရဲ့တခင်နေနဲ့အေးအေးကျန်ကျန်နေထိုင်သွားကြတော့တာပေါ့။ thank you သည့်အချိန်တောအုပ်ကြီးအနက်မှာရေခဲတွေဖုံးလွှမ်းနေပါတယ်။ညက်ကလေးတွေကလည်းတုံ့ပြန်နေပါတယ်။ဘဝစာကလေးမကသူ့ရဲ့သမီးဖြစ်တဲ့မိနီရဲ့တားဖြစ်တဲ့ကူကူးနဲ့အတူတစ်ပင်အိုကြီးရဲ့အနားမှာနားနေပါတယ်။သူတို့ရဲ့အရှိမက တခြားညက်တွေလည်းရှိနေပါတယ်။ဆောင်းရသည်ကနှစ်တိုင်းရှိရဆိုပေမဲ့ဒီတစ်ခေါက်ဆောင်းရသည်ကအသက်ဆုံးရှုံးတော့မလို့ပဲ။ငါတို့လိုငှက်တဲ့အများစုကလည်းအေးလုံးလို့ဒီမှာမနေနိုင်ကြတော့ဘူး။ငါတို့လည်းငါတို့အိမ်ကိုထားပြီးတော့ထွက်သွားရတော့မယ်။အမေ၊တမင်းတို့ကဘယ်သွားရမှာလဲ တမီးတို့အိမ်ကဒီတော့ဘယ်လေဘလို့လုပ်ပြီးတော့ထားသွားနိုင်ရမှာလဲငါတို့ဒီကနေထွက်သွားတော့လဲအမှားမရှိပါဘူးငါတို့အစားအသောက်လည်းရလိမ့်မယ်နေရာတိုင်းမှာလည်းအေးအေးဆေးဆေးနေလို့ရလိမ့်မယ်ကလေးတို့ကိုရီးယားအသက်လွတ်ငြိမ်းတဲ့နေရာတိုင်းကအိမ်ဖြစ်နိုင်ပါတယ်အမေတို့အသက်တွေဆက်လက်ရှင်သန်မှုအတွက်ထွက်သွားမှရမယ်အမေတို့အမြန်ထွက်သွားရမယ်မဟုတ်ရင်ဒီအတိုင်းပဲအသက်ဆုံးရှုံးသွားရလိမ့်မယ်ဟိုဝါစာကလေးမကတချောင်းညက်တွေကိုလည်းဖျောက်ပြပေးနေပါတယ် တချို့ကအစင်းသင်းဖြစ်ပေမဲ့လည်းတချို့ကအဲ့ဒီမှာပဲနေခဲ့ဖို့ဆုံးဖြတ်ခဲ့တယ်။ဟိုဝါငါအဖိုးကြီးတယောက်ဖြစ်နေပြီ။ပြန်တန်းနိုင်စွမ်းလည်းမရှိတော့ဘူး။နင်တို့ပဲသွားကြပါ။ရှိတဲ့ကလေးတွေကိုလည်းခေါ်သွားလိုက်ပါ။ငါတို့အားလုံးအတွက်နေရာရှိရဲဆိုရင် အားလုံးကိုခေါ်သွားကြပါရစေ။ဒါပေမဲ့အခြေအနေကမသိသေးတဲ့အတွက်အားလုံးခွင့်လွတ်ပါနော်။ညက်တွေအားလုံးကပြန်သွားကြပါရစေ။တို့ရဲ့လမ်းခရီးကအရန်ကိုခတ်ခဲ့ပါရစေ။နေ့နေ့ကြောင်းလဲတို့ခဏခဏလမ်းမှာနားခဲ့ရပါရစေ။ အမေလေပြင်းနဲ့တိုင်နေရတဲ့အတွက်သမီးဒီထပ်ပို့ပြီးတော့မပြန်နိုင်တော့မိနီငါတို့စူးစမ်းပြီးတော့အတူတကွပြန်သန်းရမယ်မဟုတ်ရင်ဒီဆောင်ရသည်ကငါတို့အပိတက်လှုပ်လိုက်လိမ့်မယ်ကလေးတို့အမေသိပါတယ်ဒီခကြီးကအရန်အောင်ခက်ခဲတယ်ဒါပေမဲ့အမေတို့ဇွဲချော်သွားလို့မရဘူးနောက်ထပ်နည်းနည်းထပ်သွားရမယ်ဟိုဝါစာကလေးမကပြန်ရင်းနဲ့ပြင်မှန်းလာပါတယ်တိပိတပင်နာသွားပြီးတော့နားလိုက်ပါတယ်ကလေးတို့အားလုံးသွားကြပါတော့အမေဒီမှာပဲခဏကြံနေခဲ့လိုက်မယ် အမေကြောင့်လမ်းခင်းကြံ့ကြာနေလို့မရဘူး။မဟုတ်ဘူးအမေ။တမီးတို့အမေကိုထားပြီးတော့မတော်နိုင်ဘူး။အမေဒီမှာနားကျင်တမီးတို့လည်းဒီမှာရှိနေမယ်။ဟုတ်တယ်အမေ။အမေကသားတို့ရဲ့အားရင်မယ်။အမေမရှိလို့မဖြစ်ဘူး။သားတို့အတူတကားရှိနေရမယ်။သားတို့တမီးတို့ကအမေရဲ့အသက်ပါပဲ။အမေခဏနားပြီးရင်ထက်သွားကြတာပေါ့။အမေတို့တယောက်အတွက်တယောက်အားရင်အဖြစ်ရှိနေမယ်။ဝါစာကလေးမနဲ့သူ့ရဲ့ကလေးတွေကရွာဘက်ကိုပြန်သွားပါတယ်။ အဲ့ဒီမှာမြေကြီးနဲ့စောက်ထားတဲ့အိမ်တစ်လုံးရှိပါတယ်။အဲ့ဒီအိမ်ကမီးထိုးနှားပြီးတော့အငွေ့တွေလည်းထွက်နေပါတယ်။ဒီလိုပဲသွားရအောင် အမေဒီလိုပဲသွားရအောင် အမေတို့ကိုကူညီပေးနိုင်တော့တယ်။တက္ကနာကိုသွားပြီးတော့အကူအညီတောင်းလိုက်ပါတယ်။အိမ်ထဲကမိန်းမတစ်ယောက်ထွက်လာပြီးတော့ဝဝစားကလေးမနဲ့ကလေးတွေရဲ့အခြေအနေကိုမြင်ပြီးတော့အံ့ဩသွားပါတယ်။တနားစရာငှက်ကလေးနင်တို့တွေဘလို့တော့အေးနေပြီလေ။အေးတကနင်တို့အခြေအနေတော်တော်လေးဆုံးအောင်လုပ်ထားရပဲအထက်ဝင်လာခဲ့ပါ အမေ တမီးတို့ကိုတခုခုညီပေးနိုင်မလားတမီးတို့နေရာနဲ့အနှွေးထက်ထပ်ပြီးတော့လိုချင်သေးတယ်နင်တို့အားလုံးကငါ့ရဲ့ဧည့်သည်တွေလေရော့ဆောင်ယူပြီးတော့အထက်ကိုဝင်လာခဲ့ပါအထက်မှာဆိုအေးမှမဟုတ်ဘူးအမေတားတို့ရဲ့အသက်ကိုကယ်ပေးနေရပဲတားတို့ဘယ်တော့မှဒီကျေးဇူးကိုမမေ့ပါဘူးအမေကတားတို့ရဲ့အသက်ကိုကယ်ပေးနေရပဲတားတို့ဘယ်တော့မှဒီကျေးဇူးကိုမမေ့ပါဘူးကျေးဇူးဆက်မယ်တွေဘာတွေမပြောပါနဲ့လောကမှာတယောက်ကိုတယောက်ကူညီပေးတာကောင်းတဲ့အလုပ်ပါပဲ တခြားငှက်တွေကလည်းတခြားတောအုပ်ထဲကိုရောက်သွားပါတယ်။အဲ့ဒီတောအုပ်ကိုတိတ်ငှက်ကအစိုးရပါတယ်။အဲ့ဒီတောအုပ်ကိုတိတ်ငှက်ကအစိုးရပါတယ်။တိတ်ငှက်ရဲ့အမိတ်အောင်မှာနေရပါတယ်။အိုဟိုးငါ့ရဲ့အကောင်လေးတွေနင်တို့အားလုံးကငါ့ရဲ့ဆာလောင်မှုကိုဖြည့်သိအောင်လုပ်ပေးဖို့ရောက်လာတာပဲ။သမီးတို့ကိုလွှတ်ပေးပါ။သမီးတို့ကလမ်းမပြီးရောက်လာခဲ့တာပါ။တခြားနေရာကိုသွားလိုက်ပါမယ်။ဟာငါကနင်တို့ကိုဒီအတိုင်းသွားခွင့်ပေးမယ်လို့ထင်နေရလား။ နင်တို့အားလုံးကငါ့ရဲ့အစာပဲလေညက်ဒီအားလုံးကကြောက်သွားပါတယ်တင်ငက်ကသူတို့ကိုအနိုင်ကျင့်မှုလုပ်နေတဲ့ချိန်အဲ့ဒီတဲ့င်းကိုဒေါ်ယူကကြားသွားပါတယ်ကျမတို့ရဲ့တငယ်ချင်းတွေဒုက္ခတွေ့နေလို့အကူအညီလိုအပ်နေပါတယ်နင်တို့တွေပဲဆိုလုံနိုင်မှာမဟုတ်ဘူးငါနင်တို့ကိုအကူအညီမယ်ဘဝစာကလေးမရဲ့လူသားတော်ယူရဲ့ကလေးနှစ်ယောက်ရဲ့ကတိတ်ငယ်ရဲ့တောအုပ်ထဲကိုရောက်သွားပါတယ်။လူသားမိန်းမကလက်ထဲမှာဒုတ်ချောင်းကိုကင်ထားပါတယ်။ တိုင်ငက်ကသူတို့ကိုတွေ့တော့ဒေါသထွက်ပြီးတော့អော်ပါတယ်။ဒါကဘာလဲ။သူတို့ထက်တော်ပို့ပြီးတော့ကြီးရဲ့တားကောင်ရောက်နေပါလား။ဒီနေ့ကတော့ငားရနေပါပဲလား။ရက်စန်းတိုင်ငက်နင့်မှာတတိရှင်ငှက်တွေကိုထိကြည့်လိုက်လေ။ငါနေတော့လက်ပေးမှမဟုတ်ဘူး။လူသားမိန်းမကတိုင်ငက်ကိုဒုံးနဲ့ရိုက်ပါတယ်။တိုင်ငက်ကလည်းတိုက်ခိုက်ပါတယ်။အဲ့ဒီချိန်ကလေးနှစ်ယောက်ကတခြားငှက်တွေကိုကဲတင်လိုက်ပါတယ်။ငါတို့ငှက်တွေကအကောင်သေးတာတော့မှန်ပါတယ်။ဒါပေမဲ့ငါတို့ကအားနေသူတော့မဟုတ်ဘူး။ တိုက်မယ်ဆိုရင်ငါတို့ပဲအနိုင်ရမှာကျန်တဲ့ငှက်တွေကပါတိုင်ငှက်ကိုလိုက်ပြီးတော့တိုက်ခိုက်ပါတယ်တိုင်ငှက်ကတော့အရှုံးမေးပြီးတော့ပြန်သွားပါတယ်တမီးတို့အနိုင်ရသွားပြီအမေတမီးတို့တိုင်ငှက်ကိုတိုက်နိုင်သွားပြီဒီမှာကလေးတို့အမေတို့အတူတကွာရှိနေသူရဲ့ဘယ်သူမှအမေတို့ကိုရှော့အောင်မလုပ်နိုင်ဘူးငှက်တွေအားလုံးကဒေါ်ယူရဲ့အိမ်ကိုလိုက်သွားပါတယ်အဲ့ဒီမှာသူတို့ကအစားအသောက်ရောအနှွေးတွေရောအေးချမ်းမှုကိုပဲရပါတယ်ဘဝစာကလေးနင့်ရဲ့ကျေးဇူးကြောင့်ငါတို့အေးချမ်းမှုကိုရခဲ့တယ် အခုတော့ငါတို့လွတ်မြောက်သွားပြီတတိရှိမှုနဲ့အတူတကငါတို့အတူရှိနေမယ်ဆိုရင်ဘယ်ရာကားမှငါတို့ကိုအနိုင်မယူနိုင်ဘူးနင်တို့အားလုံးစောင့်ရသည့်ကုန်းထဲအထိဒီမှနေလို့ရတယ်ဒီအိမ်ကနင်တို့ရဲ့အိမ်လည်းဖြစ်သွားပြီကျေးဇူးပါအမေကျွန်တော်တို့ဒီကျေးဇူးကိုတသက်လုံးမမေ့ပါဘူးဒီပုံကြီးကနေငါတို့ဘာလို့သင်ကန်းစာရခဲ့လဲဆိုတော့ငါတို့သာအတူတကရှိနေမယ်ဆိုရင် ပြဿနာအားလုံးကိုဖြေရှင်းနိုင်တယ်